ဟေးချုပ်ပြည့်ကြမြအောင်ပဲမင်္ဂလာပါ Jazz Russian ကနေပြန်လဲကျဆွလိုက်ပါတယ်အခုရက်ပိုင်းအလုကေဆာအမျိုးမျိုးကြောင့်ပေါ့နော်အလုဒီများနေတာနဲ့တည်ရင်လေးတွေလည်းကောင်းကောင်းမတင်ဆက်ပြီးဖိလိုက်ဖို့ပေါ့နော်အဲ့ဒီတော့ Jazz ကို Chicken အပီနေကြတဲ့ Brother J တွေကိုတည်းနဲ့နှုံငင်တောင်းပန်ချင်ပါတယ်ဆိုတော့ဒီညကြည့်ရမယ် Jazz နဲ့အတူကြမယ်အထူးတည်ရင်လေးတွေကကိုစီနဲ့ကိုဂျင်းနေမှုစဉ်ပရိုတန်ဆက်ပြီးတော့တယ်အထူးတည်ရင်ထူးတည်ရင်ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟုတ်ပြီထောင်းဆန်းတဲ့ Jazz နဲ့တော့ဆုံးပြေလိုက်ပါကျဆွဖို့တယ်ဖိတ်ခေါ်ပါတယ်ရောက်ပြီစားလိုက်ကြအောင် Let's go ဒီလူတွေကိုအဆုလိုက်အပြုံလိုက်တတ်ဖြတ်ခဲ့တဲ့ တမ89က၄နှစ်ပြည့်တဲ့အချိန်မှာအဲ့ဒီ PDP လူတွေနဲ့ဖွဲ့စည်းထားတဲ့ PDF ကပြန်ပြီးတုတ်တင်ခြေမုံပြီးတော့နော်တိုက်ခိုက်တော့ခံခဲ့ရတယ်အခုတမမူကိုတိုင်း PDF တွေရဲ့တုံပန်းဖြစ်ဖမ်းပြီးတော့စစ်သား150ကျော်ကိုတုတ်တင်ခြေမုံနိုင်ခဲ့တယ်အဲ့တော့ဝစ်ဆိုတာမော်တာမလို့အော်တိုလေတယ်ဆိုတာအဲ့ဒါပြောတာတမ89က အကိုမှပြည်သူပေါင်းများစွာကိုအာဏာသိမ်းမှုမှာရေရဲဆက်ဆက်တတ်ဖြတ်ခဲ့တဲ့ပြည်သူတွေဖွဲ့ပြေးအောင်လုပ်ခဲ့တဲ့အဓိကတပ်ဖွဲ့တစ်ခုဖြစ်တယ်လို့လက်ရှိအာဏာသိမ်းမှုမှာနေပြည်တော်အချမ်းသာနိုင်ငံရေးတပ်နဲ့တပ်မ89ကိုတုံးပြီးတော့တောင်းလိုက်တမ်းမင်းအောင်မိုင်ကအာဏာသိမ်းခဲ့တာဖြစ်တယ်အဲ့တော့ဒေါ်ဆန်းစုကြည်နဲ့တမရကြီးဦးဝင်းမြစ်ကိုဖမ်းဆီးဖို့မှာတပ်မ89ကကိုတိလက်ရောက်ပါဝင်ခဲ့တဲ့စစ်ရာဇဝတ်ကောင်တွေပဲအဲ့တော့အခု၄နှစ်ပြည့်တဲ့အချိန်မှာပြန်ပြီးတော့ ပီတီအက်ကတုတ်တိတ်ရှင်းလင်းနိုင်ခဲ့တယ်ဒါဟာပြည်သူတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အောင်ပွဲတစ်ခုပဲเนาะအဲ့တော့ကံကြမ္မာတစ်ဖက်ကเนาะဘလောက်မှမကြောက်မျက်စိအရှိတွေကိုပြန်လည်လာကြတယ်ဒါလည်းတန်ဝေခိုင်းမရတဲ့ကောင်ကမရသေးဘူးရွာတွေမီးရှို့ကောင်းတော့ကောင်ရှို့ကောင်းလုံးပဲစက်တက်လေဒီနဲ့ဘုံကျဲလို့ကောင်းတဲ့ကောင်ကဘုံကျဲလုံးပဲเนาะဒါပေမဲ့ကိုယ့်အနဲ့ကြလို့ရှိရင်တော့မုတ်ဆိုးမအယုံကကျွတ်ဆုပ်ရုံနဲ့เนาะကျွန်တော်တို့ကျွန်တော်ကိုမတက်ပါနဲ့ဟုတ်လားကျွန်တော်ကိုမတက်ပါနဲ့ဟမ်ကြောက်တတ်တယ်ကောတအားကြီး အခုအနေထားကလည်းတော်လိုင်းအင်အားစုတွေဘက်ကနိုင်ငံကရှင်းဖို့တဲ့အတိုင်းတွန်းနေတဲ့ကာလပဲရှိသေးတယ်နော်ဟွန်းတကယ်တာပုံစံမျိုးလုံးဝစီကန်းသွားမယ်စီနီယာပုံစံမျိုး IS ပုံစံဖြစ်သွားမယ်မင်းတို့အဲ့ဒါကိုမင်းတို့စစ်တပ်ဘက်ကပြောတဲ့ဝါရမ်းဖြန့်နေတဲ့အတိုင်းတကယ်အကျန်းဖက်ဓမ္မတွေဖြစ်သွားမယ်ဆိုရင်မင်းတို့နေမဟုတ်ဘူးမင်းတို့ဆွေမျိုးမိသားစုတွေပါအကုန်ရှင်းကန်ပြီမှာပြည်သူတွေရင်ထဲကနာကြီးချက်ကအဲ့လောက်ဒါပေမဲ့မြန်မာပြည်သူတွေကဒီနေ့အချိန်ကြီးအတိတရားတွေပြေဝကြတယ် စနစ်ကိုမကြိုက်လို့တော်လှန်နေတယ်ဆိုတော့အတိတရားကိုလက်ကင်ထားပြီးတော့ဒီဥပဒေအတိုင်းကိုတွားနေတဲ့အတွက်မင်းတို့တွေပြက်ညာတာอืมเนาะတကယ်ဘကိုးမျိုးအစုလိုက်အကြုံလိုက်တပြတ်မှု၄နှစ်ပြည့်ပြီဦးဆောင်ပေနေခဲ့တော့တမ89နှစ်တမမှုဘုံမှုကျောင်းအောင်တက်ဦးနှစ်စစ်သား150ကျော်ကိုအရှင်ဖမ်းမိပြီးတမ89နှစ်တက်တခုလုံးကို PDF ကရှင်ဖို့အဲ့ဒါဆယ်နှစ်တည်းအတန်းနဲ့စစ်တပ်က2020ခုနှစ်ဖေဖော်ဝါရီလတရက်နေ့စစ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတော်ဝန်ဆန္ဒပြမှုမှာဖြစ်ပေါ်ခဲ့ရတယ် ဘဂိုးတို့တို့လုံးမှလည်းလမ်းပေါ်ထွက်၍စစ်အာဏာရှင်ကိုစန့်ကျင်ကြောင်းဆန္ဒထုတ်ဖို့ခဲ့ကြတယ်။နေ့စဉ်ဘဂိုးတို့လုံးလူငယ်များကဥဆောင်၍ပြည်သူတရားလုံးစစ်အာဏာရှင်စန့်ကျင်၍ဆန္ဒပြပွဲများချိတ်ချိတ်တဲ့ကြက်ပြန်မတက်ငိမ့်တန်းစွာဖြင့်လမ်းမများထက်ပြင်ဆန္ဒပြခဲ့ကြတယ်။တို့ရပြီ2021ခုနှစ်ဧပြီလ9ရက်နေ့နနေ့အာယုံမတက်မီဘဂိုးမြို့ပေါ်ရှိဆန္ဒပြတပိတ်စခန်းများကိုတမ80ခဏကဥဆောင်၍အကြမ်းဖက်ဖြစ်ခတ်တပ်ဖြန့်နှိမ်နှင်းခဲ့ပြီးလူငယ်နှင့်ပြည်သူ80ကျော်ထက်မနည်းပေဆုံးခဲ့ရတယ်။ 2022ခုနှစ်အပြင်က9ရက်နေ့နက်6နာရီအချိန်မှစတင်ပြီးဘုံမြို့ရွှေမော်တော်ဖရာကောင်းဝင်းကြီးရက်ွက်များလက်ပြကန်အနီးရှိစံတော်ကွင်းမကတိအင်းအင်းဝင်ပုံနာစုမော်ကန်လက်ပြကန်ရက်ွက်များရှိတပိတ်စခန်းများကိုတမ89တပ်များကဦးဆောင်ပါ RPG လက်နက်ကြီးများဖြင့်တိုက်ခတ်ခြင်းလက်ပြဘုံများအတုံးပြုခြင်းအပါအဝင်စစ်တုံးလက်နက်များဖြင့်စစ်ပွဲတပွဲတိုက်တက်တို့စံနာပြလူငယ်များကိုအကြမ်းဖက်တိုက်ခတ်နှိမ်နင်းခဲ့တို့တို့အကြမ်းဖက်နှိမ်နင်းမှုနှင့်အတူ တပိတ်စကမ်းများကိုပြင်းဆောင်နေတော့လူငယ်များကြီးအလောင်းများမှာစုပုံတွားခဲ့ရပြီးဘကိုးတစ်မြို့လုံးရက်ွက်များနဲ့ကဘာပြက်တဲ့အလားဖြစ်ွားခဲ့ရတယ်။တမ80ခန့်ဦးဆောင်တော့တပ်များကတပိတ်စကမ်းများပင်မဟုတ်တော့ဘဲစံတပ်များတပိတ်များကိုကူညီထောက်ပံ့နေဖို့နာမည်ထွက်တဲ့ပြည်သူများ LND ပါတီဝင်များနိုင်ငံရေးတကြွလှုပ်ရှားမှုများကြီးနေအိမ်များကိုဝင်ရောက်စီးနင်းတာရိုက်နှက်တပ်ဖြတ်မှုများကိုလည်းဆက်လက်ကျူးလွန်ခဲ့တယ်။တမ80ခန့်ဦးဆောင်တော့စစ်တပ်က2022ခုနှစ်ဧပြီလ9ရက်နေ့ တရက်တော့ဘကုန်းမျိုးပေါ်တွင်စံအပြပြည်သူများကိုပိတ်ဆို့အကြမ်းဖက်တပ်ဖြတ်နှိမ်နှင်းရင်ပြစ်ခတ်တောင်းကြားခဲ့တဲ့အတွက်ဘကုန်းမျိုးပေါ်မှာပြည်သူနေအိမ်များမှာထွက်ပြေးရသည့်အထူးအခြေအနေများမှာဆိုးရွားပြင်းထန်ခဲ့သည်ဂျမန်ဒီအေဗဒါ9ရက်နေ့မှာတော့တမ89နှစ်ဦးဆောင်ကျွလုံခဲ့တော့ဘုံမျိုးအစုလိုက်ပြုံလိုက်တက်ပြတ်မှု၄နှစ်ပြည့်နှစ်နှစ်ပတ်လည်နှစ်ဖြစ်ပြီးရင်းနေတွေပြင်တမ89နှစ်တမမှုဘုံမှုထုတ်အောင်တက်ဦး DSA အပတ်စဉ်၄၀နှစ်မှာတစ်ချိန်ကဆန္ဒပြလူငယ်များယခုတွင်မူပြည်သူကာကွယ်ရေးတပ်ဤ ရဲဘော်များတစ်ထဲပဲစစ်တုံးမှန်းဖြစ်အရှင်ဖန်းစည်းခံလိုက်ရတယ်။ဧတလခနဲ့နဲ့အင်းတော်မျိုးရှိစစ်ကောင်စီဤနောက်ဆုံးခံတဲ့စခန်းဖြစ်တော့ဂျပန်နိုင်ငံစစ်တပ်စခန်းမှာဆွန့်ခွာခဲ့တော့ဗုံမှုချုပ်အောင်တက်ဦးနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်ကို PDF တပ်များကဧပြီလ10ရက်နေ့ညပိုင်းတွင်လက်ရအရှင်ဖန်းစည်းရရှိလိုက်တယ်။အချိန်ကပဲဘိုးနဲ့ရန်ကုန်ရှိလမ်းမများပေါ်တွင်ပေရဲတဲ့ကောင်ထွက်ခဲ့ရွှေကြော်ရင်လက်နက်မဲ့တဏှာပြလူငယ်များနဲ့ပြည်သူများကိုရန်က တက်ပြက်ခဲ့တော့တမ89တက်တမကြီးကြီးဦးဆောင်သူဗိုလ်မှူးချုပ်အောင်တက်ဦးနဲ့တက်ဖောက်ဝင်များမှ၄နှစ်အကြာတွင်၎င်းတို့ချင်းချောက်ပြစ်ခတ်ခဲ့တော့တော်လှန်ရေးလူငယ်များဤလက်အတွင်းတို့ကြားရောက်ခဲ့ရပြီဖြစ်သည်ဘယ်မေ့မလဲအဲ့ဒီနေ့2022ခုနှစ်ဧပြီလ9ရက်နေ့မနေ့အစောကြီးလူငယ်လေးတွေတွေးတွေနဲ့တွေးယူတန်းယူတွေးတန်းပြေးသွားရင်တည်ဆုံးခဲ့တာဒီဘယ်မေ့မလဲဗျာမနေ့ကတက်မ89တက်မမှုနဲ့စစ်ကောင်စီတက်ဖောက်ဝင်တွေမိတဲ့ဆိုတဲ့သတင်းတက်လာတော့ဝတ်စိုးလာစစ်ပွဲတွေအတွက်၄နှစ်အကြာမှာတကယ်ကြီးဖြစ်လာတာပဲလို့တွေးရင်ကျင်တဲ့ တမ80မိနစ်တမမှုနဲ့စစ်ကောင်စီတပ်သားတွေကို NUG စစ်ကောင်ရုံးနဲ့တရားစီရင်ပြစ်ပေးတာတွေကိုလည်းမြင်ချင်ပါတယ်စစ်တပ်လက်ချက်နဲ့ကြံ့ဆုံးခဲ့တဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေကိုစိတ်ကျဉ်နဲ့အောင်လုပ်ပေးတင်တယ်ဟုပဲခူးမျိုးပုံနာစုရက်ွက်တွေလက်ရှိအချိန်ရှိနေထိုင်တဲ့ပြည်သူတို့ကဆိုပြီး1966ခုနှစ်ဇွန်လ6ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့တော့အမှတ်80မိနစ်ချင်းမြန်တမဌာနချုပ်၏တပ်တန်း59နှစ်ကြာမြင့်လာချိန်အဆိုပါတမ89နှစ်တမမှုနှစ်စစ်သားယာချီမှာ တက်တန်းလင်းနှစ်တာရှိသေးတော့ပြည်သူကာကွယ်ရေးတပ်မတော် PDF လက်တွေစစ်တုံးပန်းအဖြစ်ကြားရောက်သွားခဲ့ခြင်းမှာတမိုင်းတွင်တော့ຫນွေဥတော်လန်ရေးကြီးအောင်မြင်မှုအဖြစ်တော်လန်ရေးများကရဲဘော်များကတုံးတက်ပြောဆိုကြတယ်နော်1900ထောင်1966ထဲကဖွဲ့စည်းခဲ့တဲ့တမ89ဆိုတဲ့ Empire ကြီးကလင်းနှစ်တာတက်တန်းရှိသေးတယ်နော်စအုပ်ဆုံးလက်တုံးချောင်းပဲရှိခဲ့တဲ့ပြည်သူတွေကနေဖွဲ့စည်းခဲ့တဲ့ဒူမီဒူမီရတဲ့အခက်တက်နဲ့ကတ္တနဲ့လင်းနဲ့ဖွဲ့စည်းပြီးတော့အဲ့ကတ္တနဲ့အချိန်မှာ RPG နဲ့လိုက်ထုတာကိုခံခဲ့ရပြီးတော့အတက်တွေစတိကြရတဲ့ပြည်သူတွေဟာလင်းနဲ့အကြာမှာအဲ့ဒီတက်မ80ဝန်းကိုပြန်လဲဖမ်းဆီးတုတ်တင်နိုင်ခဲ့တယ်။အဲ့ဒါပြည်သူတွေရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အောင်မြင်မှုပဲ။ဟုတ်တယ်။ဒါပေမဲ့မတန်သေးဘူး။အဲ့တော့ပြည်သူတယောက်ရဲ့အတက်တွေမင်းတို့စစ်ပွဲတရားနဲ့လဲမနိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာနော်ခံနေရတဲ့ပြည်သူတွေရဲ့အတက်တွေဝိညာဉ်တွေဟာနော်ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးဘယ်အချိန်ကျမှခွင့်လွှတ်မှာလဲဒီတိုင်းဒီမှာပြည်သူအောက်ကိုစစ်တပ်ရောက်လာတဲ့အချိန်မှာခွင့်လွှတ်မှာ စစ်တပ်ကြီးစစ်တပ်နေရနေရမယ်စစ်တပ်မရှိဖို့ပြောနေတာမဟုတ်ဘူးလက်ရှိမြန်မာနိုင်ငံစစ်တပ်ကြီးပြည်သူအပေါ်တက်ရောက်နေတာကိုပြည်သူတွေလက်မခံဘူးစစ်တပ်ကစစ်တပ်နေနေရမှာနေရမယ်တိုင်းပြည်ကြံအောင်ကာကွယ်ရမယ်ဒီပကျူးကျော်လာရင်ကာကွယ်ရမယ်စစ်တိုက်ဖို့မရှိရင်လက်ကျင့်နေရမယ်တိုင်းပြည်အုပ်ချုပ်တာစစ်တပ်လို့မဟုတ်ဘူးစစ်တိုင်းပြည်ကိုအုပ်ချုပ်တဲ့နေရာပါဝင်ခြင်းဘောင်းမီချုပ်ပြည်သူစံနာပြုတ်လို့လက်ခံလို့ရှိရင်ဝင်ပြီးအုပ်ချုပ်မရှိဘူး เอโกกดีดูเล่มขันနိုင်เนี่ยတပုံတပြအကျမ်းဖက်အောက်တန်းစားဖြစ်နေပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ခြင်းတော့အဲ့ဒါအောက်တန်းစားစိတ်တယ်ပဲစစ်သားစိတ်တယ်မဟုတ်ဘူးဘုเจ้าအောင်ဆန်းကိုတိုင်းလမ်းပြခဲ့တယ်ဘောင်စစ်ဘောင်ကြီးကိုချုပ်ပြီးတော့ပစိုးမဲ့တိုင်းပုံဝင်ပြီးတော့လွတ်တော်တက်ခဲ့တာဒီစစ်တပ်ကိုတီထောင်ခဲ့တဲ့ခေါင်းဆောင်ကိုတိုင်းတောက်ခဲ့တဲ့လမ်းစဉ်ဒါပေမဲ့နောက်ပိုင်းစစ်ဘုเจ้าတွေဟာတိုင်းပြည်ပေါ်ကိုရုတ်မှန်ပြီးတော့ဖျက်ဆီးခဲ့လို့အချင်းတော်အာရှမှာကြားတကောင်ဖြစ်ခဲ့တဲ့မြန်မာဟာအခုတော့နွားမဟုတ်ဖော့တကောင်ဖြစ်နေရတယ် နော်အဲ့လိုဘဝရောက်နေတာတော့ပြည်သူတွေကိုရရဆက်ဆက်တက်ဖြတ်ခဲ့တဲ့ဒီလက်တက်တေခံထဲမှာပါခဲ့တဲ့အတ္တမ80မိနစ်ကအောင်မြင်မှုပါနော်အာနာပိင်္ဂါသမှာအဲ့ချိန်ကတ္တမ80မိနစ်ဆိုဟိုးလေးကြော်ကြော်ဖြစ်ခဲ့တာဒါအဲ့ချိန်မှာအောင်မြင်ဆုံးချိန်ပေါ့ခမားတို့ပြောတဲ့ပါတဲ့တပ်မတော်ကြီးကတကယ် institution ရှိတယ်ဟုတ်လားဒါနောက် empire ကြီးကိုဖျက်ပြဖြုံလို့မရဘူးဆိုတော့ကောင်းတယ်အခုနော်ဘယ်လိုဖြစ်သွားလဲလင်းနစ်တာတက်တန်းရှိတဲ့ဂက်တနတ်လေးနဲ့စခဲ့တဲ့တီတူတွေရဲ့တော်နိုင်ရေးအောက်မှာပြပြဝင်ပြီးတော့ နှဖားမျိုးထိုးလို့ရတဲ့အနေအထားဖြစ်နေနော်ဘာကြောင့်မလို့ဒီတမ89ကြောက်နော်ကြရှုံးသွားခဲ့တဲ့တီတူတွေရဲ့တွေးတွေအတွက်ဒီတမ89မှာအခုဒီနေ့ရေရဆက်ကပြစ်တာခံထိတဲ့စစ်သားတွေကမတန်သေးဘူးနော်နောက်ထပ်ပေးဆက်ကောင်းမယ်မင်းတို့အတွက်ဒါပေမဲ့ဒီနေ့ချိန်ထိဒါကိုတန်ဝေကမယူသေးပဲနဲ့ဆက်ပြီးတော့မိုက်နေကြတဲ့စစ်သားတွေအတွက်ကတော့မတတ်နိုင်ဘူးပေါ့နော်ရှင်းရှင်းပြောရရင်တော့လက်ရှိတမ89ကကျူးလွန်ခဲ့တဲ့စစ်ရန်စုမှုတွေအားလုံးအတွက်ထိုက်တဲ့နဲ့အပြစ်ဒဏ်ကိုခံရမယ်လို့ပေါ့ပေါ့လေးပြောလိုက်ပေမဲ့ ခံရမှအပြစ်ဒဏ်အများကြီးတော့ AUG ရဲ့တရားစီရင်ရေးဆိုတာကပြည်သူတရားစီရင်ရေးဖြစ်ကမှာ AUG မှာရှိတဲ့ဝင်ဒီတွေစိတ်ကြိုက်စီရင်ရေးမဟုတ်ဘူးအဲ့ဒီလိုမျိုးစိတ်ကြိုက်စီရင်လာမယ်ဆိုပြည်သူကခံမကြည့်လိုက်အောင်ပြည်သူတွေရဲ့ခံစားချက်တွေအထွတ်အထိပ်ကိုရောက်နေတာဖြစ်တဲ့အတွက်လက်ရှိတမ80ခုနှစ်မှာပြစ်တက်ကန်ထိတဲ့စစ်ကွေးတွေကန်ကောင်းတယ်မှတ်အသက်ရှင်ခဲ့တဲ့ကောင်တွေကကန်ဆိုးလာဘာဖြစ်လို့လဲပြန်ပေးဆက်ကမှာမင်းတို့တမ80ခုနှစ်လောက်ခဲ့တဲ့အရာအားလုံးကိုအဲ့ဒီမှာရှိတဲ့ကောင်တွေအကုန်ပြန်ပေးဆက်ကမှာဒါဟာပြည်သူတရားစီရင်ရေးပဲဒါကြောင့်မို့လို့ လက်ရှိနော်စစ်တပ်အတိုင်းဝိုင်းလူတွေအနေနဲ့လေးကျဲတာတိကျကြပါဒီနေ့အချိန်ထိတော်နိုင်အင်အားစုပြည်သူတွေဟာနိုင်ငံတကာဥပဒေစံချိန်စံနှုန်းတွေအတိုင်းကိုတွားနေကြတာဖြစ်တဲ့အတွက်မင်းတို့တွေကံကောင်းနေတာဒီနေ့ထိပြည်သူတွေအတိတ်တရားရှိနေတာကမင်းတို့အတွက်အသက်ရှူခွင့်ရနေသေးလားတကယ်ကပြည်သူတွေ IS ပုံစံမျိုးတကယ်မင်းတို့အခုတမောက်နေသူဆွတ်ဆွဲနေသူအချမ်းဖက်အဖြစ်လုံလိုက်နေဆိုရင်မင်းတို့စစ်ခွေးနေနေမဟုတ်စစ်ခွေးမိသားစုဘယ်လိုရှိတယ်အကုန်ညိုကမ်းပါ ဒါပေမဲ့ဒီနေ့အချိန်ထိဒလန်ရှင်းတဲ့နေရာတော့မှအရင်အကြောင်းကြားတယ်နော်တတိပေးတယ်တတိပေးတော့မရတဲ့ဟာမျိုးမှစစ်တပ်ထောက်တိုင်ဖြစ်အကြမ်းဖက်ထောက်တိုင်ဖြစ်ရှင်းလင်းတုတ်နေတာအဲ့တော့တကယ်မင်းတို့တတ်မှတ်တယ်လို့တိုင်းပြည်မှာအကြမ်းဖက်ဒီမင်းတို့စစ်တပ်ဖြစ်နေလို့တကယ်သာတော်လှန်ရေးအစုဘက်ကအကြမ်းဖက်ဖြစ်ရက်တိလိုက်မယ်ဆိုရင်မင်းတို့ဒီခွေးညူးအကုန်ကန်းတယ်နော်ဒါကြောင့်မလို့ဒီတတ်မှတ်ခုနစက်ခုနစ်ကဖြစ်တည်မှုလက်ရှိဖြစ်သွားတဲ့ပိဆက်ကတော့အချိန်ကတေရတဲ့ပုံလေးထွက်ခဲ့ဟမ်ဂက်တက်ကပဲရှိတယ်ဗျာလောက်လေးပွားပဲရှိတယ်ဗျာ အဲ့ဒီပြည်သူကိုမြို့နယ်ကောင်မှတပုံးဓမြစကန်းစီးလို့ RPG နဲ့ဝင်ထုပြီးတော့တိတ်ပြတဲ့ဟာကြီးစဉ်းစားကြည့်နေဟမ်ငါတို့မှလက်လက်ရှိတယ်ငါတို့နောက်ချိန်တိုင်းလုပ်လို့ရရမယ်ဆိုတော့တလိတ်ဆန်ဇရိုက်တလိတ်ဆန်အပွေကိုတွေးကြတယ်အင်းဒါပေမဲ့အခုကိုယ်ဆက်ကြတော့ဗာဖြစ်ကျွန်တော်မတက်ပါနဲ့ဟုတ်လားဟင်းအဲ့တော့ရရအစိမ့်လိုက်ကြိုက်စားစီနေပေါ့တယ်တကယ်အကောင်းဆုံးနော်အဲ့တော့ကိုယ်နဲ့ကြတော့ကျွန်တော်မတက်ပါနဲ့။သူများတွေအနဲ့တော့ RPG နဲ့မှမြို့လေကောင်လူငယ်တွေကိုဝင်ထုခဲ့တဲ့အောင်။ဟုတ်တယ်။အခုကြတော့ဘလို့ပုံစံဆက်တွေ့အောင်ပါလေ။ ဒီနေရာမှာတခုပြောနေတာအခုတမ89နှစ်မှာဖမ်းပြီးနေစစ်တုံးမန်းလေးကိုလက်ခံထားတဲ့ကောင်းဝင်ရှိတဲ့လူတွေအနေနဲ့ဒီကိစ္စကိုပေါ့တင်းတင်းမကင်ကြွယ်ပါနဲ့ရန်နာပြတ်ပေးပါနော်လူလာချင်းစာနာတာလို့ဘာလို့မလို့ချင်ဘူးအဓိကကျွန်တော်တို့ပြည်သူတွေခံခဲ့ရတယ်လို့ဟုတ်တယ်တို့လည်းမစာနာဘူးလုံနိုင်တဲ့ຢာတွေအများကြီးရှိတယ်ဗျာဟုတ်တယ်မလားတနက်လူတယ်ဟုတ်တယ်နော်ချင်းချင်းစိစစ်စရာရှိတာကိုစစ်မေးစရာရှိတာကိုမေးပြီးရင်ရင်ဆက်ဆက်စီရင်ပေးဒါပြည်သူတွေစံနာပဲချင်းချင်းတို့ခံခဲ့ရတဲ့ပြည်သူတွေအတွက် ဒါတွေအများကြီးလိုပဲတယ်ဒါပေမဲ့နိုင်ငံတကာဥပဒေတွေလားလုံးလေးပါဟုတ်တယ်မလားဥပဒေတည်းဆိုတော့လောက်တိုင်းလွယ်လေးခံစားရတဲ့ပြည်သူတွေရင်ဘတ်ထဲကိုပဲကြည့်ပေးပါလို့တိုက်တွန်းနေတယ်ညာဟုတ်တယ်ကိုစီပြောတော့မှနေနော်။ဒါကျွန်တော်ဖားမိလိုက်တဲ့ဒီစစ်ခွေးတွေနော်။သူတို့ကလည်းမြေးပြီးမှသူတို့ကိုယ်နိုင်ကနော်တကယ်လို့တဲ့သူတွေဆိုလို့ရှိရင်လည်းရဲဆက်ဆက်လို့ဘာမှမဖြစ်ပြည်သူတွေလည်းနော်ပြည်သူတွေမိရဲ့ကြောက်မှာမဟုတ်နော်။နော်ပြုံးတောင်ပြုံးမှာပြည်သူတွေတည်လားနော်။ငါတို့လက်ကြမှာငါတို့ဖားမိခါကြမှာ အခုနကကိုစီပြောတော့တယ်လို့ပဲနော်လူသားချင်းစာနာမှုနဲ့နော်မလို့ရဘူးလုံမနေနဲ့တလားဖိနိုင်တော့နော်တကားတဲ့လှုပ်ချလိုက်နော်အားရပါရအဲ့ဒါပဲပြောချင်ပါတယ်ကဲဟုတ်ပြီနော်ကိုစီပြောတဲ့တည်င်းလေးတကယ်အားရပါတယ်ပရိဒိချမင်းတို့ချက်လေးကို comment မှာရေးပြပါဆက်လက်ပြီးမှဘူဂျီနေမစင်တန်ဆက်ပြီးတော့တည်င်းလေးဆက်ကြည့်လိုက်ကြအောင်ဖိစမြောင်းလုံးမင်္ဂလာဒီနေ့ကျွန်တော်အနေနဲ့ဝန်တာကူယူခြင်းချီချူဂုံပြူခြင်းနဲ့ ေထုမနာဖြစ်ခြင်းများခံစားပြီးကျွန်တော်ရဲ့ငင်ငင်ကတငယ်ချင်းတွေနဲ့ကျွန်တော်လည်းဘဝပြီးရေစရစုံစည်းခဲ့ကြဘူးတဲ့မိတ်ဆွေတွေကိုအကြံပြုတိုက်တွန်းစကားတချို့ပြောခြင်းလို့ good life စီစဉ်ရတက်ဆက်တာဖြစ်တယ်။အခုဆိုရင်တွေ့ရပါလိမ့်မယ် internet ဆာမျက်နှာလေးပေါ်မှာပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်စွာနဲ့စီအောင်မြင်မှုတွေ တခုပြီးတခုမြို့ကြီးတွေတိမ့်ပိုက်နေတာတွေတွေ့ရပါလိမ့်မယ်ခုနရင်ကျွန်တော်ကြည့်လိုက်ရတဲ့ကြည်နုစပွဲမြင်ကွင်းလေးရတော့ကြည်လက်တော်ရလေးတွေ့ရမှာမြို့သိန်းစစ်စင်ကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ရပြန်လာနိုင်တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ချစ်စပွဲလူငယ်လေးတွေကိုကြည်ရွာကနေဦးစီပုံပေါင်းပြီးပြီးတော့ကြည်ရွာတွေကြည်ရွာတွေကမြွေထွေးမြူးမြူးထူးပျော်ပါးစွာနဲ့လူစုနေကြတဲ့မြင်ကွင်းရေဝလေးတွေကိုနိုင်တဲ့ယူနီဖောင်းလေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခို့ ပျော်ရွှင်နေကြတဲ့မြင်ကွင်းသူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူစသားအစစ်စစ်ကြီးတွေကိုပြည်သူကမိမိရင်းနှီးသက်ချာတားရရနာတွေကိုကိုလိုက်လဲဝမ်းတာဂူမီစွာနဲ့ကြိုးဆူနေကြတဲ့မြင်ကွင်းကြည့်ပြီးတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြံမိပါတယ်။ဒါမှပြည်သူစသားပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အတွက်ပြည်သူရဲ့မေတ္တာကိုအပြည့်အဝရရှိတဲ့ပြည်သူစသားပြည်သူစသားတွေရဲ့အောင်ပွဲနဲ့အိမ်အပြန်ကိုလူမျိုးပြောပါမြှုပ်ထုတဲ့ပြည်သူများရဲ့နှွေးထွေးစွာဂုဏ်ပြုခြင်းလောက်ပြည်သူအပြုံးနဲ့ကြိုးဆူခြင်းခံရတဲ့ စစ်သားတယောက်ရဲ့ကြီးနင်းမှုဟာဘယ်ခံစားမှုနဲ့မှမလဲနိုင်တော့ဘူးဖြစ်နေတာရှိပါတယ်။ဒါမှန်တဲ့ဘက်မှာယက်တည်ခဲ့တဲ့မျိုးစစ်တွေလူငယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုရင်းကျွန်တော်ဘိုးဘွားနဲ့ရှင်ပြီးကျွန်တော်ကိုယ်တိုင်လည်းပဲပြည်သူ့ကာကွယ်ဆောက်ရှောက်ရန်အတွက်စစ်တပ်လိုခေါ်တဲ့တပ်မတော်တွေကိုဝင်ရောက်အမှုထမ်းခဲ့ပြီးလက်စစ်သားဟောင်းတယောက်နေတဲ့ကိုချင်းစာတရားနားလည်မှုသဘောတရားတွေကိုလက်ရှိသူ့ကိုယ်သူတပ်မတော်သားလို့ခံယူပြီးတော့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်လက်ပတ်တည်တံ့ဖို့အတွက် အာနာအယိုးအရင်လေးရလူရညာအခွင့်ရေးတစုံတရာရလူရညာဆောင်ရွက်နေကြတဲ့စစ်သားအမိခံလက်နက်ကင်လူတစုကျွန်တော်နဲ့ဘွားဘေးအခြေအနေကငယ်တုန်းကအတူတူပညာသင်ခဲ့ဖူးတဲ့လူတစုကိုအကြံပြုစကားပြောချင်တာပါတို့ပြည်သူစစ်သားစစ်စစ်တွေကိုပြည်သူတွေကြိုးဆိုနေကြတဲ့အချိန်မှာပဲအခုဆိုရင်စစ်တပ်ထဲကဖက်စစ်တပ်ထောက်ခံသူအများစုဟာကြိတ်မနိုင်ခဲမရတောက်တခေါက်ခေါက်ဒေါသတကြီးကြီးနဲ့ မင်း online ကိုမအီလို့လို့ဆင်းရမလားဆိုးဝင်းကိုပဲကြိုးခွင်းဆုလို့ပြောရမလားတို့တွေကြိတ်မနိုင်ခင်းမြဖြစ်နေကြပါလေ။ဘာကြောင့်လဲဆိုတော့တမမှုအဆင့်ထိခွေးပြေးဝက်ပြေးထွက်ပြေးနေရုံနဲ့မကတမမှုအပေါင်းရင်အယောက်150လောက်ကိုပြည်သူ့ကခွေးတက်ဖွင့်နေတဲ့ဝိုင်းပါပိတ်ဆို့ဖန်စီချုံနောင်ထားတဲ့ပုံရိပ်တွေဗီဒီယိုတွေကိုကြည့်ပြီးတို့အသေးကိုအနဲ့ထိုးခံရသူခံစားနေရအခြေဖြစ်ပါလေ။ဒါဘာကြောင့်လဲပြည်သူတရားလုံးကဒီဗီဒီယိုဖိုင်တွေအောက်မှာဝင်ပြီး comment ပေးတာကိုကြည့်လိုက်ရုံနဲ့ ီဖက်စစ်မင်းအောင်နိုင်ရဲ့စစ်တပ်ကိုပြည်သူတရားလုံးဘလောက်ယွန်ရှာအော်နှလုံးနာနေတယ်ဆိုတာတိတာထင်ရှားမှဖြစ်တယ်လို့စောစောကပြောခဲ့တဲ့ဦးစီဘုံဘုံနဲ့ကြူနေတယ်ဆိုတဲ့ဗီဒီယိုဖိုင်အောက်မှာလည်းပြည်သူတရားလုံးကဘလောက်ချီကျူးထောမတာပြုတ်နေကြတယ်ဆိုတော့ကြီးချင်းအဖြစ်အဲ့ဒီဖက်စစ်မင်းအောင်နိုင်လက်အောက်မှာခင်ဗျစစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်ဗျစစ်ပညာတွေတင် जा ထားပြီမဲ့တစ္ဆာတရားရင်မှမရှိတဲ့စစ်သားဆိုရင်အတူရောင်လူသားသမားတွေအတွက်ကြီးခွဲစရာကာဏများပဲဖြစ်ပါတယ်ခုဆိုရင်ဘတ်စင်42စင်း တတ်မှမဘူးဆိုတဲ့ဥပဒေရုပ်အရတော်တော်လေးဝမ်းနဲ့ချီခွဲစရာကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပတိကြီးလည်းမှဆွဲလို့ပြည်ရမိထားတဲ့ပုံရဟာကမ္ဘာသတင်းတွေမှာလည်းပြပြနေကြလို့ပြည်သူတရားလုံးလည်းလက်ခမောင်းခတ်ပြီးတော့အောင်ပန်းခံနေကြပါတယ်။လူကလေး၄နှစ်တိတိပကိုးမျိုးမှာအဲ့ဒီတမခုံခုံကပဲပြည်သူလူငယ်မျောင်းများစွာအယောက်80ခန့်လို့ကြားသိရပါတယ်။ဒီထက်လည်းပိုနေပါတယ်။ရရဆက်ဆက်ဖန်းစီနှိမ့်ဆက်လူမဆန်စွာတတ်ဖြတ်ခဲ့တဲ့ လင်းနစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခုန်ခုန်ရဲ့တက်မှမူဆိုတဲ့ဘုံမှုချုပ်ဆိုတဲ့အကောင်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကနေကအရှင်လက်လက်လက်ရဖမ်းဆီးခဲ့မိခြင်းပေါ်မှာအန်ချီထောမနာပြုနေကြပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဝမ်းသာတယ်ဖက်စစ်ကြားဖက်လက်ပါစီလူတက်ကောင်စစ်ရာဇဝတ်ကောင်တယောက်ဖမ်းဆီးရမိတဲ့အတွက်ကြောင့်ဝမ်းသာတယ်ဒါပေမဲ့တစ်ဖက်ကကြာတယ်စိတ်မကောင်းဖြစ်မိတယ်ဘာကြောင့်လဲဆိုတော့ဒီ၄၀နှစ်ဆင်းဆိုတဲ့ဘုံမှုချုပ်အဆင့်ဆိုတဲ့အကောင်ကောင်ကပြောရရင်တော့ကျွန်တော်တို့လူငယ်နှစ်30လောက်ကတောက်ကွာ 69ခုနှစ်ကနေပြီးတော့68ထိကျွန်တော်နဲ့ဘာမှပြောပြောစရိတ်တို့မှာတစ်နှစ်တိတိစုံခဲ့ဘူးတော့ပေါ့ကျွန်တော်က final year ဘာစင်60နှစ်က first year လာရောက်ကျောင်းတော်တစ်ခုလောက်မှာတူတူတွေ့ခဲ့ကြဘူးတဲ့သူတွေဖြစ်ပါတယ်အဲကျွန်တော်က senior တို့က first year junior ဘာပြောပြော senior ဖြစ်တဲ့ကျွန်တော်တို့ကသင်ကြားပဲ့ပြင်ပြီးချင်းကိုတို့ခံယူခဲ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့တက်ဆန်းတော့အမှန်တရားအတွက် ကောင်းသောအလုပ်များကောင်းသောတင်ကြမှုများကောင်းသောစံနမူနာပြမှုများကိုသာဆောင်ရွက်ခဲ့ပါတယ်။ဒါလည်းခု40 41 42 10နဲ့ကျောင်းစင်းပေါင်းပြီးပြကြပါတယ်။ဒါပေမဲ့ဘာဖြစ်လဲကျောင်းစင်းပြီးတဲ့နောက်မှာကိုဂျိုးအတွက်အတ္တအတွက်ယာဉ်အတွက်နေရာအတွက်အခွင့်အရေးအတွက်လောဘစောအတွက်မိမိဒုတိယနှစ်ဘူလောင်ဘွားမှာအလံကိုင်းပြီးတော့စိုးခဲ့မှုတွေတစ္ဆာတွေကိုမေ့လျော့စန့်ကျင်တာတစ္ဆာဆိုတာ ။ဘာလဲလို့ပြန်မေးရအောင်တစ္ဆာတွေပျောက်ခဲ့ကြတာ။တစ္ဆာပျောက်ခဲ့လို့ပြည်သူရဲ့အမုန်းတွေအောက်မှာအခုဆိုရင်ကြီးစွာသောအတ္တိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။အဲကျွန်တော်ဒီနေ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပါတယ်။စိတ်မကောင်းဖြစ်တာကဘာလဲ။တစ္ဆာဆောင်ရမယ့်အလုပ်ကိုတစ္ဆာမဆောင်ပဲတစ္ဆာဖောက်ခဲ့လို့တစ္ဆာဖောက်လို့တွားရလမ်းကိုမြန်ရတယ်သူတို့အတွက်စိတ်မကောင်းဖြစ်တာ။ဆိုတော့လက်ရှိအခုဆိုရင်တောင်ပိုင်းတိုင်းတန်းမှုကြည်တတ်ကျွန်တော်နဲ့တပတ်စင်တယ်။အခုမှထိုင်နေတယ်။အခုလည်းသူလည်းပြုတ်ခံနေပါပြီ။ဆိုတော့ တပတ်စင်တဲ့ဆင်းခဲ့တဲ့သူတွေကျွန်တော်ဂျူနီယာဖြစ်ခဲ့တဲ့သူတွေအခုတိုင်မှုတက်မှမှုနော်တကယ်ဘုံမှုချုပ်ဘိုလ်ချုပ် level ကြီးကြီးပဲရှိပါတယ်အဲ့တော့မင်းတို့တွေခမရတို့တွေအခုလက်ရှိကြုံရတဲ့အခြေအနေကိုအတူချုံမဲ့စဉ်းစားပြီးမိမိရဲ့စိတ်နှလုံးကိုပြန်လဲစောကျော်စစ်ဆေးဖို့အချင်းကြပြီလားလို့စဉ်းစားကြပါပြည်သူတရားလုံးကလက်မခံပဲအမုန်းအာကာရကြီးစွာနဲ့နေရာနှက်မှာစန့်ကျင်တော်လှန်တိုက်ခိုက်ခြင်းကိုမင်းတို့ဖက်စစ်တပ်ခံရတယ်အချင်းပါပဲ တဘာဝတရားကြီးကလည်းနူယာဝဲဆွဲလဲရတခိုးထောင်းမင်းတို့ကိုမောင်းချတဲ့ပုံနဲ့ညီပြီးတော့တခွင်ပြဲပြဲစင်လှုပ်ခတ်ခဲ့တဲ့ငလင်နဲ့စကိုင်းကအခြေပြုခဲ့တဲ့မဟာငလင်ကြီးကြောင့်အခုဆိုရင်မင်းတို့ရဲ့အုတ်ချွေရန်တရားကြီးတခုလုံးလည်းပြုတ်ပြုတ်ပြုံးဒုက္ခတွေလုံးလုံးရောက်နေကြတယ်အခုဆိုရင်မင်းတို့ကိုဆရာထင်းပြီးတခင်လိုကိုးကွယ်ခဲ့တဲ့နန်းစီရံဝန်ထမ်းတွေလည်းစားရမယ်တောက်ရမယ်နေရမယ်ဘဝနဲ့အတိတ်ဒုက္ခရောက်နေကြတယ်နိုင်ငံတကာကိုဘလောက်ပဲမျက်နှာပြောင်တိုက်လိမ့်လည်ပြီးမင်းတို့ဆက်လက်စီမံအုပ်ချုပ်မယ် ဒီနှစ်ကောင်မှာရုပ်ောက်ပွဲကြီးရအောင်ကျင်းပမယ်ဆိုပြီးအချိန်ဆွဲဆန့်လိန်ညာမယ်ဘလို့ပဲကြိုးစားပါစေအခုဖလားမျိုးတော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီအင်းတော်တော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးစကိုင်းဒေသကြီးကိုဝင်ဖို့လမ်းကြောင်းမှန်သမျှကိုတော်လိုင်းတက်ဖွဲ့အားလုံးကစီမိုးသိမ့်ပိုက်ပြီးပြီဒီအချိန်တွေမှာမင်းတို့ဘလောက်ထိဆက်ပြီး my us and နဲ့ passive mail online နဲ့စိုးဝင်းလို့ခေါ်တဲ့လူသက်သမားတွေရဲ့အမိန်အောက်မှာဆက်နာခံပြီးနောက်ဆုံးအချိန်ထိမိုင်မဲမှုပြုကြမှာလေလို့တကယ်ချင်းတို့ကိုမေးကြည့်ချင်ပါ တက်စားလဲကျက်တော့နှစ်တက်စားလဲကျက်တော့ဆက်လက်ပြီးတော့နိုင်မဲသွားမှုစူးစမ်းကြအောင်ပါလားတိုင်းပြည်ကိုအခုတက်တဲ့ပို့ပြီးပျက်စီးအောင်ဖြည့်ဆည်းကြပို့ပါလားအခုဆိုရင် GDP ဆုံးဆုံးလေးကျဆုံးသွားပြီနိုင်ငံစီးပွားရေး80%ခန့်လုံးပျက်စီးသွားပြီနိုင်ငံတကာကလည်းပဲလက်ရှိမင်းအွန်လိုင်းရဲ့အာနာသိန်းအစိုးရအာနာသိန်းအုပ်စုကိုအစိုးရရဲ့လို့အတိမတ်မပြုတ်ဘူးဆိုတာလည်းမင်းတို့သိကြပြီ အခုဆိုရင်တမ66တမ00နော်တမ3မရဲ့တမမူတွေကိုနှစ်ယောက်အသေးတယောက်အရှင်တကယ်ဒိဋ္ဌိကျစစ်တပ်ထဲမှာဆိုရင်ဒီအပူတမတွေ66တို့ခုံခုံတို့နော်အပူတမတွေဟာဒိဋ္ဌိကျမာလာပါပြီဆိုတဲ့စစ်သားတွေကိုစုပြီးတော့အိုက်ခိုက်ချေမှုစီဝါရစစ်သားကြီးစုထားတဲ့တမကြီးဖြစ်တယ်ဒီတမကြီးတွေလုံးလုံးပြိုကွဲပျက်စီးသွားမှာမကတမမူတွေပါ အရှင်ဖန်းခံရတဲ့အဆင့်ဖြစ်လာပြီဆိုတော့မင်းတို့ရဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာဘလူနီးနဲ့မှမြမပြည်အလယ်မှာရှင်သန်ဖို့လမ်းမရှိတော့ဘူးမင်းတို့ကတော့ပြောမှာပေါ့ဒီလူကကိုယ်တက်ဖွဲ့ဝင်နေဘူးအကြမ်းဖက်သမားရင်လို့တမုတ်ပြီးနှိမ့်နေနေရတယ်နိုင်ငံကိုဖျက်ဆီးနေသူမို့လို့နှိမ့်နေနေရတယ်လို့ဝါဒဖြန့်မှာပေါ့ဒါပေမဲ့ဘသူကနိုင်ငံကိုဖျက်ဆီးနေတာလဲ၂၀၂၀ပတိုင်ကြီးထိအီဂျန်တာယာပျော်ရွှင်ပြီး တကယ်ကိုပဲအရှိတော်အာရှမှာစီးပွားရေးရကွန်ပျူတာတက်မှုအမြင့်ဆုံးရှိခဲ့တယ်လို့တရားဝင်ကြေညာနိုင်ခဲ့တဲ့လူထုအစိုးရကိုမင်းတို့ဖြုတ်ချပြီးတဲ့နောက်မှာဒီခုခံတော်လှန်မှုတွေကယုံကြည်ပေါ်ပေါက်လာတာဖြစ်တယ်။ဘာကြောင့်ယုံကြည်ပေါ်ပေါက်လာတာလဲ။တစ်ဖက်ဖက်ကမှားယွင်းနေလို့ပေါ့။ဥပဒေနဲ့မညီဆောင်ရွက်လို့ပေါ့။တစ္ဆာတွေဖောက်ဖျက်လို့ပေါ့။ပြည်သူတရားလုံးကလက်မခံစန့်ကျင်လို့ဒါပဲ။တိုင်းနယ်ပြည်နယ်နေရာနှံ့မှာခုခံတော်လှန်စစ်ကြီးပေါ်ပေါက်လာတာပေါ့။ဘာကြောင့်မင်းတို့အတင်းတမလက်နက်နဲ့အာဏာသိမ်းပြီးမှ ဒီလိုပေါ်ပေါက်လာတာကိုနိုင်ငံဖြည့်ဆည်းတယ်လို့သုံးလို့ရတာခဲ့2020မတိုင်ခင်ကဒီလူငယ်တွေဟာပညာရေးကောင်းစွာအတွင်းနိုင်ငံကြီးရဲ့အနာဂတ်ကိုစီရင်တည်ဆောက်ဖို့အားကျုံးမှန်တဲ့နဲ့ယုံကြည်ချက်အပြည့်ရှိခဲ့ကြတဲ့လူငယ်တွေပါအခုတော့လက်နက်ကိုကင်ဆွဲပြီးမင်းတို့ဖက်စစ်တပ်ကိုဘယ်တော့မှအနိုင်မခံအရှုံးမပေးဘူးကွာအနိုင်နှွှဲမယ်ဆိုတဲ့ယုံကြည်ချက်နဲ့၄နှစ်ခန့်အတွင်းအပြင်းထန်လက်ချက်အပြင်းထန်စုပွဲပင်ပန်းစင်းရဲ့အပြင်းဆုံးခံပြီးမင်းတို့တွေကိုမင်းတို့ဖက်စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်ဥပဒေမဲ့မှုတွေကိုငါတို့လက်ထက်မှာတင်းတပ်အမြင့်ဖြတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူငယ်တွေ တိုက်ခိုက်လာလို့အခုတမမှုအစ်စ်လက်ရဖမ်းဆီးနိုင်တဲ့အထိစစ်ရေးစွန့်ရင်ထပ်မြင်လာပြီဖြစ်တယ်။ဒီချိန်မှာမင်းတို့ဟာအသည့်နောင်တတရားရတဲ့နေပြီ။မင်းတို့ရဲ့စီယုံချုပ်တွေငလင်ရဲ့တဘာဝကြီးရဲ့လက်မခံစန့်ကျင်ပယ်ဖျက်မှုကြောင့်စီယုံချုပ်တွေပြိုလဲပျက်စီးနေတယ်။တပ္ပတာယူမင်းအွန်လိုင်းကိုတိုင်ရုပ်ကဝင်ကျင်းပါပြီလွတ်တော်ခေါ်မယ်ဆိုလေးသံပြည့်ဝရှိသေးတယ်။တပ္ပတာအင်တော်ကလွတ်တော်ကတော့မရအောင်ငလင်ကြီးကဖျက်စီးလိုက်တယ်။တဘာဝကြီးတော့ ကတော့မှလက်မခံမင်းတို့ကိုစန့်ကျင်နေတာမင်းတို့ဘယ်တော့ထိဆက်လက်မိုင်းမဲကြအောင်ပါလဲအင်းအဲ့တော့တငယ်ချင်းတောင်းတဲ့ဖက်တငယ်ချင်းတွေထပ်ပြီးနှိုးဆော်ရစီအဆုံးစုံဒီမင်းတို့မင်းတို့တူဦးချင်းရဲ့ဂုံတိတ်ခါလေးပျက်စီးဆုံးရှုံးခြင်းကိုမင်းတို့မဆက်ပြီမဲ့မင်းတို့ကြံ့ရင်ခဲ့မဲ့မင်းတို့သားသမီးတွေမင်းတို့မိဘတွေမင်းတို့ရဲ့မိသားစုညီကိုမောင်နှမတွေရဲ့ဂုံတိတ်ခါနဲ့မြန်မာပြည်မှာဆက်လက်လူလုပ်ဖို့ခွင့်လန်းကိုတော့ မင်းတို့တူဦးချင်းရဲ့အတ္တကြောင့်မပယ်ဖြတ်စေတဲ့မှာမင်းတို့ပညာသင်ကြားခဲ့တဲ့မင်းတို့ရဲ့မြင်တို့တံပိုးထားသောဂုံပုတ်တွေကိုမင်းတို့ခြေနဲ့နင်းခြေမပြစ်ခဲ့တဲ့မှာပဲမင်းတို့ငွေဖွာကြီးပြင်းခဲ့တဲ့နိုင်ငံကြီးကိုတောက်တန်တစားပြင်ပမာလုံးလုံးပျက်စီးသွားအောင်ခြေမွားမထားခဲ့တဲ့မှာဘူးအခုမင်းတို့လုံနေရတဲ့အလုပ်မင်းတို့ခိုင်းစီအမိန့်ပေးခံရတဲ့အခြေအနေဟာတိုင်းပြည်နာကကောင်းဖို့ တေးချရဲ့လားမင်းတို့စဉ်းစားနိုင်စွမ်းရှိကြပါလားဖက်စစ်မင်းအောင်လိုင်းဘီလင်းစရာပြောသမျှလုပ်တဲ့မင်းအောင်လိုင်းတမတာယူနေတဲ့မင်းအောင်လိုင်းနိုင်ငံတကာခေါင်းဆောင်တွေအလဲမှာရှက်ဖွယ်လိလိဂုံတိတ်ခါလုံးဝမရှိတဲ့မင်းအောင်လိုင်းစစ်ခေါင်းဆောင်တယောက်နဲ့လုံးဝမထိုက်တဲ့တော့ပဲသူ့ဟာသူယာလူအတင်းပေးပြီးအာနာယူနေတဲ့မင်းအောင်လိုင်းကိုချင်းစရိတတမိုင်းအရာလုံးဝကျင့်ဝတ်ဖောက်ပြန်နေတဲ့မင်းအောင်လိုင်းတာသမီးမိသားစုသူနဲ့ဆရာတကြီးကောင်းစားဖို့အတွက် ဘဒုချနေရချနေရရရဆက်ဆက်ချနေဖို့အသင့်ဖြစ်တဲ့လောဘငမိုက်သားမင်းအောင်လိုက်ဒီလိုဆိုးရွားမိုက်မဲတဲ့တတ္တဝါရဲ့နောက်လိုက်ဖြစ်မင်းတို့ဘာကြောက်ဘယ်အရာကိုမျှော်ကူပြီးဆက်လျှောက်လန်းကြအောင်ပါလဲအဲ့တော့အခုစစ်တိုင်းကြီးတွေမြို့ကြီးတွေတခုတခုတိမ့်ပိုက်ပြီးချိန်မုံလာတဲ့ပြည်သူတရားလုံးကိုအားရဝမ်းသာလက်ကမောင်းခတ်ကြိုးဆူနေကြတယ်အိုးစီဘုံမောင်းတီးတော့လူငယ်လူလတ်ကလေးတွေဟာမင်းတို့ဖက်စစ်တက်ကြီးတီးရှိနေသေးတယ်မင်းတို့ကိုတိုက်ခိုက် စန့်ကျင်တုတ်တင်မဲ့ပြည်သူတစ္ဆေပေါက်တွေကိုတုတ်တင်မဲ့อืมပြည်ချစ်သားတွေပဲဖြစ်လာအောင်မှာဖြစ်တယ်ဒါကြောင့်မင်းတို့အနေနဲ့ရှစ်ဆက်အနာကမနှက်ပြန်မရှိတော့ဟုတ်တယ်ဒီတော့အကောင်းဆုံးကြီးလန်းတော့မင်းတို့အမှန်နဲ့တရားအတွက်ဥပဒေကိုရင်ဆိုင်ပါပြည်သူကိုဒူးထောက်ဝန်ခံတောင်းပန်ပါတောင်းဝင်ရှိတဲ့စစ်ရဲစခွင့်တော်စစ်ဘုံချုပ်စစ်စစ်ကိုရဲယူဖော်ထုတ်နိုင်ဖို့ပြည်သူကာကွယ်ရေးတပ်ပြည်သူရဲချက်တင်မြောက်တဲ့မြို့သားညီညီရဲ့အစိုးရ 等一档讲个面嘞，来对比了，那些小车加代步，他妈飞机嘞，野生尼亚，是飞机嘞，野生尼亚嘞，比都尼亚没那便宜，大家叭把布，皮皮裤裤，想想吧。再来比较，买买件比买双眼，看看大马木业，你问我对象几位，有问文妈美美，苗队你的，谁看啥目标？没那是妈妈家跟小兰里面说那个，我看啥哩？买买嘞，今年我能买到？ တလိဆန်တယောက်ရဲ့တွေးခေါ်မှုလို့ဒီကနေ့ဆက်ပြီးအဆုံးတတ်လိုက်ပါတဲ့ငါတိုက်တွန်းလိုက်ချင်ဖက်စစ်မင်းအောင်နိုင်ရဲ့ဖက်စစ်ဗိုလ်ချုပ်တစုကိုပြည်သူတရားစီရင်မှုရှေ့မောက်ရောက်မင်းတို့ပါဝင်ပူပေါင်းပေးမယ်ဆိုရင်မင်းတို့တွေရဲ့အနာဂတ်ကိုသုံးတရားကင်းလို့ငြိမ်းချမ်းခွင့်ရဖို့ငါဝိုင်းဝန်းစ조사ပေးမယ်တကယ်ချင်းတို့ရှေ့ဆက်မမိုက်ကြနဲ့ကြတယ်နော်မင်းတို့ဘောင်းမာတွေတကယ်ချင်းတော့ပြောမင်းတို့ဘောင်းမာတွေရှေ့ဆက်မမိုက်ကြနဲ့တော့နော် မင်းတို့ကောင်းနေနော်ခွေးတွေတိမတိချင်မို့ခွေးပြုတ်ပြုတ်မပြီးချင်မို့ဆိုရှင်မင်းတို့ကောင်းနေစစ်စစ်ပြီးမှမမိုက်ရိုင်းနေတော့အရှုံးပေးပြီးမှနော်ကို့အပစ်ကိုကို့မားကိုဝန်ခံဝန်ချတောင်းပန်ပြီးသူတွေစေနော်မင်းတို့ကောင်းနေအဲ့လိုဆိုတော့နည်းတော့နားလည်ပြီးမယ်နော်ကဲဟုတ်ပြီနော်ဒီဘူဂျင်းနေမှုစင်နဲ့နော်ကိုစီရိုတင်ဆက်ပြီးသွားတယ်ဗောပရိတ်တကြောင်မင်းတို့တက်ချက်လေးတွေကိုကောင်းမှရေးပြီးကြပါအဆုံးထိကျေးဇူးပေးတဲ့သူရောက်စေတဲ့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တဲ့လေးတွေနဲ့ပြန်ဆုံကြအောင်နော်ကဲ bye bye